အားလုံးပဲမင်္ဂလာပါဒီနေ့ April 14ရက်နေ့မှာတော့ဒီတတိုင်းပြည်တို့မှာတော်တော်ဝင်နေချေခဲ့မှုတွေရှိတယ်နိုင်ငံတကာကလည်းအထောက်ပံ့နဲ့တော်တော်ဝင်လာတယ်အဲ့ဒါကမင်္ဂလာရနော်မင်္ဂလာရဟာဆိုလို့ရှိရင်7.7 D writer skin နဲ့နေပြီးတော့ကျွန်တော်တို့လှုပ်တယ်နော်လှုပ်တယ်အဲ့ဒါကစကိုင်းကောအဓိကဖြစ်တယ်စကိုင်းငလျင်နော်စကိုင်းငလျင်ကိုနေပြီးတော့ဒီမအလာကခေါ်တာကိုတော်တော်ကြောက်တယ်နော်စကိုင်းငလျင်ဆိုတာဘာဖြစ်လို့မအလာကဒီမန္တလေးငလျင်လို့ဘာဖြစ်လို့ပြောင်းတာလဲဆိုတော့ကျွန်တော်တို့ ဒီအထောက်ပံ့ကိစ္စရယ်နောက်တစ်ခုကဒီအတိတ်နမိတ်ရယ်နော်စကိုင်းဆိုတာစဆိုတော့စစ်ဆိုတော့စစ်တယ်နော်ကိုင်းဆိုတော့ကိုင်းညွန်းသွားပြီလေပြီးတော့စကိုင်းငလျင်ဆိုတာအဲ့ဒီငလျင်ပြီးတာနဲ့မအလားဟာဆိုလို့ရှိရင်ကြာဆုံးခန်းတော့ကိုရောက်တော့မယ်နော်ဆိုတော့အတိတ်နမိတ်တို့ကရတရားတို့ဘာတို့တော်တော်ကိုဒီအတိတ်နမိတ်တို့ဘာတို့တော်တော်ကြောက်တော့ကြောက်တဲ့ခါကျတော့အဲ့ဒီမှာကျွန်တော်တို့စကိုင်းဆိုတာစစ်တပ်ဟာဆိုလို့ရှိရင်အကုန်လုံးကိုင်းညွန်းသွားမယ်နော်အဲ့ဒီမင်းငလျင်လှုပ်ချင်အပြင်အကုန်လုံးပြိုကျသလိုဒီမအလားရဲ့စစ်တပ်ဟာဆိုလို့ရှိရင်တစ်ခုလုံး နော်ပြူချသွားမယ်ကိုင်းချသွားမယ်ဆိုတဲ့အတိပ္ပိကိုတက်ရောက်တယ်အဲဒါကြောင့်တော်တော်ကိုကြောက်တယ်အဲ့ဒီစကိုင်းငလေးလို့ခေါ်မှာကိုတော်တော်ကြောက်တယ်နောက်တစ်ခုကအဲ့ဒီစကိုင်းဟာဆိုလို့ရှိရင်တော်လိုင်းရဖွဲ့တဲ့ထင်းချုပ်ထားတဲ့နေမျိုးတွေဖြစ်တယ်ဆိုတော့အဲ့ဒီထင်းချုပ်ထားတဲ့နေမျိုးမှာကျွန်တော်တို့ဒီအကူညီတွေမပေးချင်ဘူးငါမပေးချင်ဘူးမန္တလေးငလေးဆိုလို့ရှိရင်တော့မန္တလေးဟာထိနာလေအဲ့ဒါကြောင့်မန္တလေးကိုအကူညီရမယ်အဲအစားတွေတနင်္ဂနွေတကာရဲ့ဒီဦးနှောက်တွေကိုနေပြီးတော့လဲစားတာနော်လဲစားတဲ့အပိုင်းဆိုတော့ အခုဒီမန္တလေးငလျင်လို့ပြောတဲ့ခါမှာကျတော့မန္တလေးကသူတို့ထင်ရှားထားတဲ့နေမြေတွေဖြစ်တယ်ဆိုတော့ကုညီမှုတွေအကုန်လုံးနောက်ပန်းပိုးမှုတွေအားလုံးကအဒီအဒီပြတော့မန္တလေးမှာသွားလို့ရတယ်ဆိုတော့စကိုင်းငလျင်လို့ပြောတဲ့ခါမှာအဲဒီမှာတော်တော်ထိနိုင်မယ်အဲ့ဒီနေရာမှာပဲကျွန်တော်တို့ဒီကေဇေးရတွေကသွားတော့ပေးရတော့မယ်အဲ့ဒါကြောင့်စကိုင်းမှာအဓိကမဟုတ်ဘူးဆိုတဲ့အာယုံကိုနိုင်ငံတကာရဲ့အာယုံကိုလွှဲလိုက်တာနော်လွှဲလိုက်တာဆိုတော့အခုကနေပြတော့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ line shop တကြံဒီနေ့ကြတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့9 cillion တွေကို PR ပေးတယ်နော် PR ပေးတယ်အဲ့ဒီမှာမဖြစ်မနေအဲ့ဒီမှာ ဒီလမ်းလျှောက်တကြမ်းမှာပါဝင်ပြီးတော့ဆင်နွှဲကြဖို့ပြီးလို့ရှိရင်တော့အဲ့ဒီမှာကျွန်တော်တို့မအလာတို့စိုးဝင်ဒုကချုပ်တို့ကချုပ်ဒုကချုပ်ပေါ့ကျွန်တော်တို့ရဲ့နောက်တစ်ခုကစစ်ဘိုလ်ချုပ်တွေအဲ့ဒီမှာလမ်းလျှောက်တကြမ်းမှာဆိုလို့ရှိရင်သနခါတွေလိမ့်ကြတယ်နော်လိမ့်ကြတယ်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်တွေအဲ့ဒီပုံတွေကိုကြက်ကြက်မမတ်လူမှုကွန်ရက်ပေါ်မှာနော်သတင်းမီဒီယာပေါ်မှာမပြန့်အောင်နော်တော်တော်ကိုထိန်းချုပ်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နော်အဲ့ဒီသနခါလိမ့်တာတို့ဘာလို့ဆိုတော့ကျွန်တော်တို့ထိုင်းက ဒီတကြံเนาะအတူယူလာဖြစ်နိုင်မယ်ဆိုတော့ထိုင်းတော့ဘာလို့ဆိုရင်တော့ဒီတနခါးတွေတော်တော်လူးကြတယ်အဲ့ဒီမှာအမွှေးတွေဖြန့်တယ်တနခါးလူးတယ်ဆိုတော့အဲ့ဒီအတားကဒီထိုင်းဖက်မှာလုတာမြန်မာဖက်မှာမရှိဘူးเนาะမြန်မာဖက်မှာကတော့ကျွန်တော်တို့ဒီရိုးရိုးတကြံရေလောင်းတာလို့ရေပတ်ခန္ဓာလို့ဘာလို့ရှိလဲထိုင်းကြတော့အလိုမျိုးမဟုတ်ဘူးเนาะအမွှေးဖြန့်တယ်ပြီးလို့ရှိရင်တော့တနခါးလူးတယ်တကယ်လူရုပ်တော့မပေါက်တော့ဘူးเนาะအဲ့လိုမျိုးပုံစံလူးတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့အားကြပြီးတော့ဒီကာချုံတို့ဒုကာချုံတို့ကတနခါးလူးကြတယ်နောက်ဘူချုံကြီးတွေ ဟိုအဲ့ဒီမှာလူးကြတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့အဲ့ဒီနေရာမှာပဲကျွန်တော်တို့မြင်ကလေးလှုပ်တယ်နော်မြင်ကလေးလှုပ်တယ်ဒီနေ့ဒီအကြနေ့မှာပဲမြင်ကလေးလှုပ်တယ်4 point assignment အဆင့်ရှိတဲ့မြင်ကလေးဖတ်တော့လှုပ်တယ်လှုပ်တဲ့ခါကျတော့အဲ့ဒီကပြည်သူလူထုတွေရဲ့အဲ့ဒီမှာစက္ကဆရဲ့အသိအဝိုင်းတွေကတော်တော်ကိုတုံလှုပ်ချောက်ချားသွားတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့ဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြထားတာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ရခိုင်ပြည်နယ်နော်ရခိုင်ပြည်နယ်မင်းပြမျိုးသိန်းတိုက်ပွဲမှာဆိုလို့ရှိရင်စက္ကဆရဲ့လူတွေအများကြီးအများကြီးဖန်ခါရတယ်နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့စစ်သားအယောက်ပေါင်း ခုနကမအလာရဲ့တပ်သားတွေနောက်စစ်တပ်ပိုင်းတွေ၁၀၀နဲ့ခုနှစ်စီကိုနေပြီးတော့ဒီတကြံရဲ့အကျိုးနဲ့မနေ့ကပေါ့နော်မနေ့ကထွက်တာဆိုတော့အဲ့ဒါကအေကထုတ်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့မင်္ဂလင်ရင်ကလည်းဒီဒီအခုအညီတွေဆက်ဆက်ဆက်ပြီးတော့နိုင်ငံခြားကနေပြီးတော့ကိုကြီးထောက်ပံ့နေစေပဲဖြစ်တယ်ဆိုတော့ဒီနိုင်ငံခြားကနေပြီးတော့ထောက်ပံ့တဲ့ ဒီတန်ချိန်ဘောင်းဘလောက်ရှိလဲဆိုလို့ရှိရင်3380တန်ချိန်ကိုနေပြီးတော့မအလာကလက်ခံရရှိပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီမှာမျိုးတွေ့ရတယ်အဲ့ဒီမှာတမျိုးကတော့ကျွန်တော်တို့ထောက်ပံ့ရဲ့ပစ္စည်းတွေเนาะအဲ့ဒီမှာအိုးခွဲပကံအိုးစားစားတိဖြစ်အဲ့ဒီပစ္စည်းတွေတန်ချိန်ဘောင်းဘလောက်ရှိလဲဆိုလို့ရှိရင်1230เนาะတန်ချိန်ရှိတယ်ကေဆေးရဲ့ပစ္စည်းเนาะကေဆေးရဲ့ပစ္စည်းဆိုတဲ့အခါကျတော့ဒီအဆောက်အဦတွေကြောင့်ပိတ်မိနေတဲ့လူတွေကိုကေဆေးဖို့အတွက်ကေဆေးရဲ့ပစ္စည်းတွေเนาะတန်ချိန်ဘောင်း1180 နော်အဲ့ဒါကိုစကားစကားနေပြီးတော့လက်ခံရရှိတယ်ဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီတကြံအချားနေမှာပဲမအားလားဆိုလို့ရှိရင်ဒီလေယံဘုံကျဲတာနော်ဘုံကျဲတာလောကမယမနာဘူးအဲ့ဒီမှာကဏီမျိုးနေတို့အင်းတော်မျိုးနေတို့တပိတ်ချင်းမျိုးနေတို့ကြောက်တော်မျိုးနေကြောက်တော်မျိုးထက်မှတော့ကျွန်တော်တို့ပြည်တယ်အဲ့ဒါကရခိုင်ပြည်နေမှာနော်ဆိုတော့မှဘုံကျဲတယ်ဘုံကျဲတဲ့ခါကျတော့အဲ့ဒီမှာလူရောက်ပေါင်း၃ရောက်ဖေးတယ် စစ်တုံးဦးကဒဏ်ရာရရှိတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်ဆိုတော့ကြောက်တော်မှာလည်းကျွန်တော်တို့ဒဏ်ရာရရှိမှုတွေရှိတယ်ခုနကတပိတ်ချင်းမှာတော့အများကြီးထိခိုက်ဒဏ်ရာရရှိမှုတွေရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ကိုတိုင်လက်ပဒံမျိုးနေမှာစက္ကဆရဲ့စစ်ကြောင်းကိုဒီဖက်ကတော်လိုင်းရဖွေးတွေကနေပြီးတော့ဝင်ပြီးတော့ကြားဖြတ်တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာရှေ့ရောက်မသာပေါ်သွားတယ်မျိုးစာဖြစ်သွားတယ်ဒေဆုံးသွားတယ်ဆိုတော့တိတဲ့အတိုင်းပဲသူတို့ဘေးနေရာပဲမေးသွားသွားဒီဖက်တော်လိုင်းရအဖွေးတွေကထိုက်ခိုက်လိုက်တဲ့ခါကျတော့အနည်းဆုံးတရက်မှတရက်မှသေးတဲ့မသားတွေနဲ့တော့မဟုတ်ဘူး ဆိုတော့လက်ပတ်ထမ်းဆိုတာကလည်းဒီရန်ကုန်နဲ့တိုက်ဝဲတာမဟုတ်ဘူးဆိုတော့ကျွန်တော်လက်ပတ်ထမ်းမှာလည်းဒီမှာကေစေးလုပ်ငန်းတစ်ပါးတည်းကျွန်တော်လုပ်ခဲ့ဖို့တယ်ကျွန်တော်ရောက်ဖို့တယ်လက်ပတ်ထမ်းမြို့နယ်ဒီ mainland လို့ပါလို့ဆိုကျွန်တော်အဲ့ဒီမှာသွားဖို့တယ်ဆိုတော့အဲ့ဒီနေရာတွေကဒီရန်ကုန်နဲ့တိုက်ဝဲတာမဟုတ်ဘူးဖာယောက်ဒီတို့30တို့ဒီဖက်ကလက်ပတ်ထမ်းတို့ဆိုတော့အဲ့ဒီမှာအနည်းဆက်မျိုးတွေပဲဖြစ်တယ်နော်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့တော်လိုက်ရတပ်ဖွဲ့တွေကကျပြပြတိုက်တဲ့ခါကျတော့ရှေ့ရောက်သေးသွားတယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီချင်းပြင်းနေเนาะချင်းပြင်းနေမင်းတပ်မြို့မှာရှိတဲ့မြို့မှာ နစ်ချခရိယန်တင်းတော်ရဲ့ကြောင်းမုန်နေပြီးတော့မာလာကတချံရဲ့အချိုနေမှာအဲ့ဒီမှာတိုက်ခိုက်တယ်ဆိုတော့တချံအချိုနေလို့ပြောတာထဲအဲ့ဒီနေ့ကကျွန်တော်တို့နစ်ချင်ခရိယန်တွေဆိုတော့ကျွန်တော်တို့ဒလင်းကုန်နေနေမှာဖျားချောင်းတက်တယ်ဆိုတော့သူ့ရဲ့ရေရွေချက်ကတော့အဲ့ဒီနေ့မှာဖျားချောင်းတက်လာမယ်လူတွေအများပြားရှိမယ်เนาะအဲ့ဒီဘုံတလုံးနဲ့အများကြီးလူတွေတည်ဆုံသွားမယ်ပြီးလို့ရှိရင်တော့အဆောက်အဦလေးထိခိုက်ပျက်စီးမယ်စသဖြင့်ဒီရေရွေချက်နဲ့သူကပြစ်တာဖြစ်လိမ့်မယ်เนาะကျွန်တော်ရဲ့အထင်ပေါ့အဲ့ဒီနေ့ကဒလင်းကုန်နေနေဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာလူတည်ကြေမှုတော့မရှိဘူး အဲ့ဒီမှာအဆောက်အပျက်စီးဆုံးရှုံးမှုတော့ရှိတယ်เนาะအဲ့ဒီဘုရားကျောင်းကိုကျွန်တော်တို့တိုက်ခိုက်တယ်ဆိုတော့ဒီနေရာမှာဒီဘုရားကျောင်းเนาะဘုရားကျောင်းဆိုတာကဒီခရစ်ယာန်လူမျိုးတွေရဲ့ထွက်မြေ့ထားတဲ့ဘုရားကျောင်းဖြစ်တယ်ဒီဘုရားဗတာမှာဆိုလို့ရှိရင်တော့စီတီပထိုးတို့ဒီဖုန်ကြီးကျောင်းတို့အဆက်တည်းဖြစ်ပေါ့เนาะဒီလိုသာသနာအဆောက်အုံတွေဖြစ်တယ်ဆိုတော့အဲ့ဒါကိုချက်ရှိရှိเนาะပြေးချလိုက်တယ်အဲ့ဒီမှာလူတွေတော့မပါတော့ဘူးဆောက်ဦးတော့ကျွန်တော်တို့ပြည့်စည်သွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကမန္တလေးတိုင်းညောင်ဦးမြို့နယ်မှာဒီပကံညောင်ဦးမှာဆိုလို့ရှိရင်တော့ ဒီ PDF တွေကခဏခဏအဲ့ဒီမှာသူတို့ဝင်ပြီးတော့အတိုက်ခံရတယ်လုံချုံရေးဒီရေးကင်းတွေကိုခဏခဏအစော်ခံရတဲ့ခါကျတော့ အဲ့ဒီပကံညောင်ဦးမှာဆိုလို့ရှိရင်တော့မြို့တွေမှာအကောလုံး CCTV တက်ဆင်လိုက်တယ်။နော်တက်ဆင်လိုက်ပြီးတော့အဲ့ဒီမှာအုတ်ကြီးကနေပြီးတော့အဲ့ဒီရုံးကနေပြီးတော့လုံခြုံကြီးကိုစောင့်ကြည့်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့အဲ့ဒီပြတော့ပကံညောင်ဦးမြို့မှာဆိုလို့ရှိရင်တော့အကောလုံး CCTV တွေတက်ဆင်ထားတယ်။အဲ့ဒီကခင်းစောင့်ဖြစ်တယ်။ဆိုတော့အဲ့ဒီကနေပြီးတော့ရုံးကနေပြီးတော့ထိန်ချုပ်ကြည့်ရှုနေတယ်။ဘသူကဝင်တယ်၊ဒေလန်းကိုသွားတယ်လေ။မလို့လှုပ်ရှားမှုတွေရှိလဲဆိုတဲ့ဟာကိုအကောလုံးအဲ့ဒီကနေပြီးတော့မှတ်တမ်းယူဖို့အတွက် CCTV တွေကိုတက်ဆင်ထားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကချင်းပြည်နယ်မှာဆိုလို့ရှိရင် မာလာက ဒီအခုဒီဒီဇင်ဘာလဒီ2025ဒီဇင်ဘာလနောက်ဆုံးနှစ်ပတ်ရဲ့ဇန်နဝါရီလပထမနှစ်ပတ်ရဲ့အဲ့ဒီမှာနှစ်ဖြတ်ခွဲပြီးတော့ဒီရွေးကောက်ပွဲကိုလုပ်မယ်ဆိုပြီးတော့သူကြေညာထားတာရှိတယ်။အဲ့ဒါကြောင့်အခုချင်းပြည်နယ်မှာဆိုလို့ရှိရင်တော့ဒီဂျာကာလာချင်းအမျိုးသားအတမင်ခံကောင်စီကနေပြီးတော့သူကနေပြီးတော့ထုတ်ပြန်လိုက်တယ်။မာလာရဲ့ရွေးကောက်ပွဲကိုပါဝင်တဲ့ပါဝင်ဖို့လုပ်တဲ့လူတွေပြလို့ရှိရင်တော့ထောက်ပံ့ထောက်ပံ့လို့လုပ်တဲ့ဟာတွေကိုလုံးဝမလုပ်ဖို့ချင်းပြည်သူလူထုကိုနေပြီးတော့အဲ့ဒီမှာ တတိပိတ်လိုက်တယ်နော်အဲ့ဒါက ICNCC လို့ခေါ်တယ်ဂျာကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဖြစ်တယ်ဆိုတော့သူကနေပြီးတော့တတိပိတ်လိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ USA မှာနော် Maryland Maryland ဆိုတာကဟိုဘက်မှာတော်တော်အေးတယ်အဲ့ဒီဘက်မှာနော် Maryland ဘက်မှာဆိုလို့ရှိရင် Washington DC တို့ဘာတို့လည်းနီးတယ်ဆိုတော့အဲ့ဒီဘက်မှာကျွန်တော်တို့ဒီလင်းလင်းအစိုးကြလင်းလင်းချစ်သူဝေသူရဲ့ဇနီးကတော့ချစ်သူဝေသူတို့ကတော့နိုင်ငံခြားမှာရောက်ပြီဆိုတော့အခုကဒီ Maryland မှာသူတို့ live show တစ်ခုလုပ်တယ်အဲဒီမှာအဲ့ဒီ young in live in maryland ဆိုတော့အဲ့ဒီကောင်းစင်နေပြီတော့ဂီတဖြုတ်ဖွေးဖွေးတွေလုပ်တယ်အဲ့ဒီမှာရန်ပုံငွေတွေဒေါ်လာ3ချီရသွားတယ်နော်တသိန်းနဲ့3ပေါင်းထိတော့မှရသွားတယ်ဆိုတော့အဲ့ဒီဟာကတော်လန်ရေးမှာနော်ကျွန်တော်တို့ခန္ဓာ3ခုမှာခွဲပြီးတော့သူတို့သုံးဆွေးမယ်ဆိုတဲ့ဟာကိုဒီနေ့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာအဓိကပါဝင်တဲ့ဟာကလင်းလင်းဆိုကြလင်းချင်းရဲ့သူ့ရဲ့နော်ကျွန်တော်တို့ဇနီးချစ်သူရဲ့နော်ရန်ပုံငွေပွဲဂီတဖြုတ်ဖွေးဖွေးတွေလုပ်တယ်အဲ့ဒီမှာလုံငွေ3နဲ့ချီပြီးတော့ရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ သူတို့ကလည်းဒီအတော့တနေရာကနေပြီးတော့ဒီပါဝင်တာပေါ့နော်သူတို့နိုင်ငံခြားမှာရောက်ပဲမယ်ဒေါ်လာရင်းမှာဒီနေ့ထက်တိပါဝင်နေတုံးပဲဆိုတော့သူတို့ကြာရတောင်ကနေထန်းဆောင်ပြီးတော့ဒေါ်လာရင်းမှာပါဝင်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမအလာရဲ့တည်င်းဖြစ်တယ်ဒါအဲ့ဒါလူမှုကွန်ရက်ပေါ်မှာတော်တော်ကိုဖော်ပြထားတဲ့ဒီတည်င်းမီဒီယာလောကမှာဖော်ပြထားတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ရေပန်းစားတဲ့တည်င်းပုတ်လေးဖြစ်တယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့မအလာမအလာကိုနေပြီးတော့ဒီအာဆီယံရဲ့အသိုင်းအဝိုင်းမှာ5 point consensus ကိုနေပြီးတော့သူကိုယ်တိုင်ပထမဆုံးတက်တယ်တက်ပြီးမှအဲ့ဒီပုံသဘောတူညီချက် ငါးချက်ကိုသူအကုန်တဖော်ပါမယ်ဆိုပြီးမှအမှတ်ခံတယ်မဖော်ဆောင်တဲ့ခါကျတော့ဒီအာဆီယံအတိုင်းဝိုင်းမှာသူဖိတ်ထုတ်ခံလိုက်ရတယ်နော်ဖိတ်ထုတ်ခံလိုက်ရတယ်ဆိုတော့၄နှစ်ကြာပြီ၄နှစ်ကြာတဲ့ခါကျတော့ဆက်တက်ဆက်တက်ဆက်တက်အောင်မြင်မှုတွေကျွန်တော်တို့တွေ့ရနိုင်တယ်နော်ဆိုတော့ပထမဆုံးကတရုတ်အဓိကတော့တရုတ်ပေါ့ဒီနေရာမှာတရုတ်ကစက်ကောင်ပဲနော်တရုတ်ကသူ့ကိုပွေထုတ်တာဒီအာဆီယံအတိုင်းဝိုင်းကလုံးဝဖိတ်ထုတ်လို့မရဘူးဆိုတော့အဓိကတရုတ်ရဲ့ပြစ်ပတ်ပဲနော်ဝန်နေပဲအဒီကနေဆိုတော့ပထမဆုံးတရုတ်ကိုသွားတယ်ဒီဘလုရှင်ရုရှားကိုသွားတယ်ရုရှားကိုသွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ထိုင်းကိုအစီဝတ်တက်တယ်ဆိုတော့ဘယ်လိုလုပ်လို့ပါလို့ရောက်သွားတယ် တော့အတိယတခါเนาะအတိယတခါအခုပြန်လာတယ်ပြန်လာပြီးမှအခုမလေးရှားကဒီဥက္ကဋ္ဌပေါ်အစိုင်းရဲ့ဥက္ကဋ္ဌဒါဆိုလို့ရှိရင်ကျွန်တော်တို့ထိုင်းမှာရောက်လာမယ်ထိုင်းမှာကျွန်တော်တို့ဒီ essential work လို့ခေါ်တဲ့ဒီ patent တွင်ရဲ့အဖေနဲ့သွားတွေ့မယ်နော်သွားတွေ့မယ်ဆိုတော့အဲ့ဒီ ASEAN ရဲ့ခေါင်းဆောင်တွေနဲ့သွားတွေ့ရတာဆိုလို့ရှိရင်ဒီနေ့เนาะဒီ session ရက်နေ့ April 16ရက်နေ့သွားတွေ့မယ်နော်အဲ့ဒါကပထမဆုံးအချိန်ပဲဖြစ်တယ်ဆိုတော့ ASEAN ကနေပြီးတော့သူ့ကိုလုံးဝမတွေ့ဘဲနဲ့ထားတာနော်ထားတာဆိုတော့အခုကတော့ ဒီမလေးရှားရဲ့ဝန်ကြီးကနေပြီးတော့အခုမာလာနဲ့သွားတွေ့မယ်နော်ထိုင်းမှာသွားတွေ့မယ်ဧပြီလ16ရက်နေ့သွားတွေ့မယ်ဆိုတော့အဲ့ဒါကပထမဆုံးအကြိမ်ပဲဒီ၄နှစ်၅၄နှစ်ကျော်၅နှစ်အတွင်းမှာနော်၅နှစ်အတွင်းမှာဆိုလို့ရှိရင်တော့ ီပထမဆုံးအကျင့်အာဆီယံအတိုင်းအဝန်ကနေပြီးတော့သူ့ကိုဆက်ဆံလာတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူတို့ရဲ့အကြောင်းပြချက်ကပါပြောထားလဲဆိုလို့ရှိရင်တော့ဒီမြန်မာထုတ်တဲ့ခါကျတော့လူသားချင်းစာနာမှုအထောက်ထားတဲ့အကူအညီတွေကိုပေးဖို့အဲ့ဒီအစီအစဉ်နဲ့ကျွန်တော်တို့ဒီမအလာကိုတွေးဖို့ရှိတယ်ဆိုတဲ့ဟာကိုသူတို့ပေါ်ပြထားတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့မအလာအတွက်တကယ်အထူးသတင်းပဲဖြစ်တယ်ဆိုတော့အခုထိုင်းကိုထပ်ပြီးတော့ကျွန်တော်တို့သွားမှာဖြစ်တယ်ဆိုတော့အဲ့ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကပထမတစ်ခေါက်ပွားတော့ကသူညံ့တွင်ချင်းပြေးသွားတယ် နော်အဲ့ဒီမှာ interpol မှာဆိုလို့ရှိရင်အကြောင်းကြားပေးပြီးဖြစ်တဲ့ interpol ကတွန်းအားတွေပေးတယ်နော်အဲ့ဒီမှာအလကိုဖမ်းပေးဖို့ဘာဖြစ်ဆိုတော့ထိုင်းတာဆိုလို့ရှိရင်တော့ interpol ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တယ်အဲ့ဒါကြောင့်ဖမ်းပေးပါဆိုတော့အဲ့လိုမျိုးတည်တင်းတွေထွက်တဲ့ခါကျတော့သူညာတွင်ချင်းထွက်ပြေးသွားတယ်နော်ထွက်ပြေးသွားတယ်ဆိုတော့အခုကတော့ထပ်ပြီးတော့ဖိတ်ခေါ်တယ်အဲ့ဒီမှာသွားမယ်ဆိုတော့အဲ့ဒါကတော့အခုကြိုပြီးတော့တိထားပေးတာဖြစ်တယ်နော်ဒီနေ့ကဆေးလျက်ပဲရှိသေးတယ်ဆိုတော့၄ရက်ကျန်သေးတယ်ဆိုတော့၄ရက်က interpol ကအလုပ်ပြင်ဆင်ပိုက်ခွင့်ရှိတယ်ဆိုတော့အဲ့ဒီနေရာမှာကျွန်တော်တို့မအလာရဲ့နောက်ဆုံးနေ့များဖြစ်မလား နော်ဘာဖြစ်ဆိုတော့အစကတည်းကနေတိုက်ထွန်းမိသားဖြစ်တယ်ပထမတစ်ခေါက်သွားတော့ကဆိုတော့ဒါတော့ဒုတိယအခေါက်ဖြစ်တယ်ဆိုတော့ဒါလည်းမဖမ်းနိုင်ဘူးဆိုတော့အင်တာဗိုလ်ဘာမှအကုန်ကြားတော့ဘူးဆိုတော့ကျွန်တော်တို့နားလေထားဖို့ကျွန်တော်ပြသဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဆက်လွတ်ချေးရအောင်နော်ဆက်လွတ်ချေးရအောင်ဘလို့ဖြစ်လာမယ်မလားဆစ်ရှင်နေသွားမယ်ထိုင်းမှာဒီမလေးရှားဝန်ကြီးနဲ့သွားတွေ့မှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ DKPA ရဲ့ထင်းချုပ်ထားတဲ့နေမြေတွေမှာကြားဖြတ်နေနော်ဒီမြောက်ဝတီဂွင်တွေပေါ့နော်အဲ့ဒီမှာ DKPA တို့ GF တို့ဘာတို့စုမထားတဲ့နေရာတွေဖြစ်တယ်တကယ်ကြားဖြတ်လုပ်ငန်းတွေတကယ်အကြီးကြီးမားမား ရှိတဲ့နေရာတွေဖြစ်တယ်ဆိုတော့တရုတ်ကဖိအားပေးပြီးတော့ဒီကြားဖြတ်နယ်ကိုဖမ်းတဲ့ခါကျတော့เนาะအဒီမှာဖမ်းထားတယ်နလကျော်ရှိပြီအမပို့နိုင်သေးဘူးဆိုတော့ DKB တော်တော်ကိုအကြိုက်ရိုက်တယ်နာအဒီမှာဒီ DKB တို့ BGF တို့တို့သူတို့ဟာတော်တော်အကြိုက်ရိုက်တယ်ဘာဖြစ်လို့သူတို့ကိုဖမ်းထားပြီးတော့เนาะပြန်ပို့လို့လည်းမရဘူးသူတို့ကိုအဲ့လိုမျိုးကျွေးမွေးရတယ်အဆအဆအရရပါတော့အဲ့လိုမျိုးလုပ်ထားတာရှိတယ်ဆိုတော့အဲ့ဒီကြားဖြတ်ကိုတရုတ်ကပိတ်ထားတဲ့စီရီလျက်စင်းမြတ်တဲ့သူဟာနဲ့သူဝင်လာတယ်လို့ပြောတယ်အခုလည်းเนาะတော်တော်ကိုဆက်လက်ပြီးတော့သိမ့်နှိတ်ချပြီးတော့ ရှိနေတော့မယ်နော်တိမ့်တဲ့ခြေပြီးတော့ပို့တယ်တိမ့်တဲ့ခြေပြီးတော့ခုဆက်လိုက်ပြီးတော့နော်လေပတ်နေတော့မယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တတိမီဒီယာတွေမှာဖော်ပြချက်အရာကျွန်တော်တို့တွေ့ရတယ်နန္ဒကြောင့်ပိတ်တဲ့ခါကျတော့အဲ့ဒီပိတ်ခံရတဲ့လူတွေနဲ့နော်ကတော့ချက်ဖြစ်တယ်မနေ့ကအဲ့ဒီဗီဒီယိုဖိုင်ကိုဒီကျွန်တော်တို့ဒီ channel မှာကျွန်တော်တင်ထားပေးတယ်ပြည့်လုတ်ခဏီးပဲနော်ပြည့်ခဏီးပဲဆိုတော့ကတော့ကတော့တတော်ကိုဖြစ်တယ်အဲ့ဒီမှာအင်္ဂလိပ်တွေနဲ့ပြောပြီးတော့ဘာလို့စတန်ငါးခြားသားတွေကအင်္ဂလိပ်တွေပဲပြောတာဟုတ်ဆိုတော့အဲ့ဒီမှာဒီ KPI နဲ့လက်နဲ့တကားကားနဲ့ ော်တော်ကိုရုံရံဆန်ခတ်ဖြစ်ခဲ့တယ်နော်ပြည်ဖို့အဆင့်ရောက်လောက်အောင်ထိဖြစ်သွားတယ်နော်အဲ့ဒါမှဒါပေမဲ့ငြိမ်သွားတယ်ပြင်းလောက်အောင်ထိတော့ပြခတ်မှုအဆင့်ထိတော့မရောက်ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကမနေ့ကတက်တဲ့ဗီဒီယိုဖိုင်ဖြစ်တယ်ကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးတယ်နောက်တစ်ခုကမကွေးတိုင်းစလင်းမြို့နယ်နော်စစ်တုဒရာစစ်ရှစ်မိုင်မှာဆိုလို့ရှိရင်တော့ ဒီစကားဆရဲ့စခန်းကုန်းတစ်ခုရှိတယ်အဲ့ဒီစခန်းကုန်းနေပြီးတော့ဒီ PDF တွေကနေပြီးတော့ဝင်ပြီးတော့တင်ပိုက်လိုက်တယ်ဆိုတော့အဲ့ဒါကမိနစ်၃၀ပဲကြာတယ်နော်မိနစ်၃၀ပဲကြာတယ်အဲ့ဒီဗီဒီယိုဖိုင်ကိုလည်းကျွန်တော်တင်ထားပေးမှာဖြစ်တယ်ကျွန်တော်ရဲ့ဒီ channel မှာကျွန်တော်တင်ထားပေးမှာဖြစ်တယ် subscribe လုပ်ထားရဲဆိုရင်တော့ဒီ YouTube ကနေပြီးတော့ကျွန်တော်တို့အဲ့ဒီမှာ message ပို့ပေးမှာဖြစ်တယ်ဆိုတော့ဒီဗီဒီယိုနဲ့နိုင်ဝဲလောက်ကြာမယ်ဆိုတဲ့ဟာတော့ကျွန်တော်ပြောချင်တယ်ဆိုတော့ဒီနေ့ April 16ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် पक्का सब्सक्राइब करने के खाना पेचा पे चार पे चलो